ကော်ဖီတောင်းမယ်ဆိုလို့ရှိရင်သုံးမျိုးလုံးတစ်ခါတည်းဖြစ်တာပြောပြကော်ဖီဖြော်ပြီးတော့တောင်းတော့မယ်လို့ဆိုလိုက်တဲ့အချိန်မှာအနံလေးမှုေးတာကဒါအနံကကာမဂုဏ်တစ်ခုတောင်းလိုက်လို့ပူပူတာအေးတာနှွေးတာအဲ့ဒါကအဲ့ဒါလည်းပဲဖွတ်တတ်ပါယုံဆိုကာမဂုဏ်တစ်ခုရှားပေါ်ရောက်တော့ ခါတက်တက်ကလေးဆိုတာဒါလည်းကာမဂုဏ်တစ်ခုပဲရှားကသိတာတစ်ခုနော်နှာခေါင်းကသိတာတစ်ခုဒီကိုယ်ကာယကသိတာတစ်ခုတော့အဲ့ဒါခံစားရပဲလေလူတွေကခံစားရမှာကော်ပီလေးတောက်ပြီးဟဲ့ကော်ပီလေးကမှုလိုက်တာဘယ်လာတာတော့တစိမ့်လေးမှတ်နောက်တောက်ဖို့ရရှာဝဲသွားမယ်ဆိုဝဲအင်ဂျက်ဖြောင်းတောက် အဲပူပူလေးတောင်းရတာပြင်းလာတဲ့အခါကျတော့ ice coffee ဆိုလောက်ပြန်အေးတောက်ချင်များရှင်းကဲစိန်ပြီးတောက်ပြန်တယ်အဲ့ဒါပါတော့စိန်ကာယပရဖုတ္တပယုံကိုရှာတာပဲဒီအေးရလေးကြိုက်တဲ့အခါအေးတဲ့ဖုတ္တပယုံရှာအနမ်မွေးတာကျတော့ခန္ဓာယုံကိုရှာအရသာကော်ဖီခါကားလေးဆိုရင်ဩကော်ဖီရရိုးနေတယ်ဆိုเอสเปรสโซ ကပူချီနိုတို့ပြောဆိုပေါ့လေရှိသမျှကဘာမှထွက်သမျှကော်ပီတွေကိုအရသာခံပြီးတောက်ကြဒါကော်ပီရင် ပြောတာပါဂျန်နာတွေလည်းဒီတိုင်းပါနော်ထမင်းဆိုတဲ့မျိုးစုံပေါ့အိမ်ထမင်းအိမ်ဟင်းမစားခြင်းတော့ဆိုင်သွားစားဆိုင်တော်မှာဗမာထမင်းဟင်းမစားခြင်းတော့တရုတ်ထမင်းဟင်းအခုကပုံများလာသေးတယ်ဗီယက်နမ်ထမင်းဟင်းတို့ကိုရီးယားချက်တို့ကုန်ပါပဲ အဲ့ဒါတွေကဘာရှာတာတော့လို့မေးလို့ရှိရင်ခုနပြောတဲ့ခန္ဓာယုံတို့ရာတာယုံတို့ဖုတ္တပယုံတို့ရှာအဲ့ဒါကိုကာမလို့ပြောတာ